အားလုံးမင်္ဂလာပါခင်ဗျာဂျိတ်တန်ရာတွေကနေပြန်လဲကြိုဆိုပါတယ်အခုဒီကြောက်လေးကိုကျွန်တော်ဈေးပေးပြီးတော့မှဝယ်ယူနေတာဖြစ်ပါတယ်အဲဟုတ်ပြီเนาะဒီမှာကျွန်တော်တို့တိတ်စီးနေတယ်ဒီကြောက်လေးကိုကျွန်တော်ဘယ်လောက်ဈေးပေးတာလဲဆိုတော့အားဒီမှာဗျာเนาะ15သိန်းဖြစ်ပါတယ်15သိန်းနဲ့ကျွန်တော်ဈေးပေးပြီးတော့မှဝယ်ယူနေတာလေးဖြစ်ပါတယ်မန္တလေးကြောက်ဝိုင်းအတွင်းကကျွန်တော်တို့ဂျိတ်တန်ရာဒီဆိုင်ကမ်းမှာဖြစ်ပါတယ် အဲ့တော့ဒီမှာကျွန်တော်တို့အတူတူအသေးချာကြည့်ကြည့်ရအောင်ဗျာနော်အဲဒီမှာအလင်းပေါက်အားလေးရှိတယ်အနေငယ်မော်စီစာပဲဗျာနော်မော်ရတော့အဲ့တော့ဒါလေးကိုကျွန်တော်တို့တက်မီလီနဲ့ထောက်ကြည့်ကြည့်ရအောင်အဲဒီမှာတက်မီလီနဲ့ထောက်ကြည့်ကြည့်လိုက်မယ်နော်ကဲဟုတ်ပြီအော်ဒီအနေထားဆိုလို့ရှိရင်ကျွန်တော်တို့အသားတန်းအဆင့်ခံမှန်းလို့ရတယ်ပေါ့ဗျာမြင်နေရတဲ့အနေထားဆိုရင်တော့ကျွန်တော်တို့ဒါအသားတန်းအဆင့် ခွန်လောက်ရှိတယ်ပေါ့ဗျာခက်တန်လောက်ပေါ့နော်ခက်တန်လောက်ရှိတယ်ခွန်လောက်ရှိတယ်ပေါ့ဗျာနော်မော်စီစာကဲလေးနော်အဲမန္တလေးကြော်ဝိုင်းနေကျွန်တော်တို့ဂျိတ်တန်ရည်ဆိုင်ကန်ဖြစ်ပါတယ်ဒီမှာကြောက်တွေကျွန်တော်တို့လာပြီးတော့မှရောင်းလို့ရပါတယ်အဲ့တော့ဒီမှာဒီကြောက်လေးကကျွန်တော်ဖြတ်ခုန်ရှိရောက်ပြီဗျာနော်မော်စီစာလေးဒါလေးကိုကျွန်တော်ဖြတ်ရှင်နေတယ်အခုမြင်နေရတဲ့အစီအတိုင်းလေးအောက်ကိုဆင်းသွားမယ်ဆိုရင်တော့ကျွန်တော်တို့ထင်တယ်လို့ဖြစ်တယ်ပေါ့ဗျာနော်15သိန်းဆိုတော့ ACC မျက်နှာကြီးရှိရပါဗျာနော်အဲ့တော့အောက်ကိုဆင်းမဆင်းဆိုတော့ကျွန်တော်တို့ကဒါ ဖြတ်ကြည့်မှသိတာပေါ့ဗျာနော်ကြောက်သမားတယောက်ရဲ့ဘဝကလည်းကျွန်တော်တို့နေသမားတယောက်ရဲ့ပါလို့ပဲပိန်လိုက်ဖောင်းလိုက်ပေါ့ဗျာနော်အဲ့တော့ဖြတ်တဲ့ကံမှာကိုထင်းတလူဖြစ်ရင်တော့အောင်တယ်ပေါ့ဗျာနော်မဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ဒါရှုံးတယ်ပေါ့အဲ့တော့အလားကျွန်တော်တို့ကဟိုဟိုမြတ်တဲ့အကျင့်ကြီးကများပြီးတော့မှရှုံးတဲ့အကျင့်ကြီးကနည်းအောင်တော့ကျွန်တော်တို့ကြိုးစားပါတယ်နော်အဲ့ဒါမှလည်းပဲကျွန်တော်တို့လုပ်ငန်းလည်ပတ်လို့ရမှာပေါ့အဲ့တော့ဒီကြောက်လေးကိုတော့ကျွန်တော်အစားဆုံးဖြတ်တာလေးကိုတော့ဟလာနောက်ရက်မှကျွန်တော်တင်ပေးပါမယ်အခုချိန်မှကတော့ကျွန်တော်ဒါဖြတ်ကုန်ရှိမှာ အဲလာကျွန်တော်မဖြတ်ခင်လေးမှာရိုက်ပြထားတဲ့အနေထားလေးဖြစ်ပါတယ်နောက်ထပ်ဒီကြောက်လေးရဲ့အဖြစ်အပျက်လေးကိုနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ